မင်္ဂလာပါရှင်ခစ်တဲ့မန္တလေးကနေဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ပထမအဆုံးဆလင်းမျိုးနယ်တွင်ထိုးစစ်ဆင်လာတဲ့စကားစာစစ်ကြောင်းကိုတိုက်ခိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်မကွေးတိုင်းမင်းဘူးခရိုင်ဆလင်းမျိုးနယ်တွင်ရှိကံပြားရွာဘက်မှပသိမ်မုံရွာကားလန်အတိုင်းဇွန်လ14ရက်မှာတင်ကား၄စီးအင်အား200ကျော်နဲ့ထိုးစစ်ဆင်စစ်ကြောင်းထိုးဝင်ရောက်လာတဲ့စစ်ကောင်စီစစ်ကြောင်းကိုတော်လန်ရေးတပ်တွေကပူးပေါင်းပြီးကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့မင်းဘူးခရိုင်အမှတ်၅တပ်ရင်းကဒီကနေ့မှသတင်းထုတ်ပြန်ခဲ့ပါတယ် စစ်ကောင်စီစစ်ကြောင်းမှာမင်းဘူးခရိုင်အမှန်ကားတပ်ရင်းကထောင်ထားတဲ့မိုင်းငါလုံးနဲ့တိုးပြီးတက်ကြက်အပါဝင်အကြမ်းဖက်တပ်သား၃ဦးနေရောင်မာတွင်ပွဲချင်းပြီးတိုက်ဆုံခဲ့ပြီး၈ဦးဒဏ်ရာရရှိခဲ့တယ်လို့တပ်တွင်းသတင်းရင်းမြစ်ရသိရပါတယ်။အဆိုပါစကားဆစစ်ကြောင်းမှာဇွန်လ၁၄ရက်နေ့၁၅ရက်နေ့တွေမှာကြားဖြတ်တိုက်ခိုက်ခံထားရတာကြောင့်တင်ကားတွေရှေ့ဆက်မတိုးနိုင်ပဲကံပြားရွာဘက်ကိုပြန်လည်ဆုတ်ခွာသွားပြီးနောက်ချင်းလင်းစစ်ကြောင်းမှာလည်းပသိမ်မုံရွာလမ်းပေါ်ရှိမိုင်းတွေနဲ့အကြိမ်ကြိမ်တိုးပြီးအထိနာကဇွန်လ၁၆ရက်နေ့မှာ ောလန်အတိုင်းထက်မှန်စစ်ကြောင်းထိုးကခင်ပလူရွာကိုဝင်ရောက်ခဲ့တယ်လို့ဖော်ပြထားပါတယ်။ အခုလိုခင်ဘလူရွာကိုစစ်ကြောင်းထိုးဝင်ရောက်လာတဲ့စက္ကဆစစ်ကြောင်းကိုဒေါ်လန်ရေးအဖွဲ့တွေကခုခံပိတ်ဆို့တိုက်ခိုက်ခဲ့တာကြောင့်ပြန်လည်ဆုတ်ခွာသွားရပြီးဇွန်လ18ရက်နေ့မှာပိတ်ဆဲကျေးရွာကိုထပ်မံဝင်ရောက်လာချိန်မှာလဲဒေါ်လန်ရေးတပ်ဖွဲ့တွေနဲ့တိုက်ပွဲမိနစ်30ကြာဖြစ်ပွားပြီးနောက်ပိတ်ဆဲကျေးရွာမှာနေအိမ်တွေကိုမိရှို့ကစစ်ကြောင်းပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့ဆိုပါတယ်9ရက်ကြာတိုက်ခိုက်ခဲ့တဲ့အဆိုပါတိုက်ပွဲတွင်စစ်ကောင်စီတပ်သား2ဦးကိုလည်းအရှင်ဖမ်းဆီးရမိခဲ့တယ်လို့ဆိုပါတယ်အဆိုပါတိုက်ခိုက်မှုကိုမင်းမှုခင်အမှန် ငါတက်ရင်တောင်းညီနောင်မြို့ပြပျောက် जा ဖွဲ အမတ်ငါတက်ရင်ဒရုန်းတက်ဖွဲဆလင်းမြို့နယ်ပါကာပါမင်းဘူးခင်အမတ်တက်တက်ရင်မင်းဘူးခင်ပါကာပါတောင်းဆက်အောင် NPDF SNN NPDF ဗမာတက်တော့ပောက်တောင်ပိုင်းစေတက်ဖွဲအစရဲဒေါ်လန်ရေးတက်ဖွဲတွေက စီလုံးချင်းရဲ့အင်အားနဲ့ညီညွတ်စွာပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့တယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားကြောင်းသိရပါဗျာ ဆက်လက်တင်ဆက်ပေးမယ့်တရင်ကတော့အကျန်းဖက်စစ်ကောင်းဆောင်မင်းအောင်လိုင်းနဲ့မိသားစုကဝယ်ယူထားတဲ့ Airbus 319 HYANK လေယာဉ်ဖြင့်ပြည်ပခီးစဉ်ဖြင့်ဘယ်လာရုစ်နိုင်ငံသို့ထပ်မံထွက်ကြအောင်မည်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။ အကျန်းဖက်စစ်ကောင်းဆောင်မေအွန်လိုင်းနဲ့မိသားစုကမကြသေးမီကဝယ်ယူထားတဲ့ Airbus 319 HYANK လေယာဉ်ဖြင့်ပြည်ပခီးစဉ်ဖြင့် Belarus နိုင်ငံသို့ထပ်မံထွက်မည်ဖြစ်ကြောင်းနေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ထံမှသိရပါရယ်မေလ9ရက်နေ့ရုရှားနိုင်ငံမော်စကိုမြို့ကိုတွားရောက်ခဲ့ပြီးနောက်ယခုဇွန်လအတွင်းမှာလည်း Belarus နိုင်ငံသို့ထပ်မံတွားရောက်မည်ဖြစ်ကြောင်းမေအွန်လိုင်းနဲ့အတူဇနီးသားသမီးမျိုးမိသားစုများစုံစုံညီညီလိုက်ပါသွားမည်ဖြစ်ကြောင်းသိရှိရပါရယ်မေအွန်လိုင်း၏ပြည်ပခီးစဉ် ်သည့်ယခုညနေပိုင်းသို့မဟုတ်လာမယ့်ရက်ပိုင်းမှာ ထွက်ခွာမည်ဖြစ်ပြီးဇွန်လ29ရက်နေ့နေပြည်တော်ကိုပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်းသိရပါသည်။ယခုနှစ်ဖေဖော်ဝါရီလတွင်မင်းအောင်လိုင်းနှင့်မိသားစုအသုံးပြုရဲ့အမေရိကန်နိုင်ငံထံမှငှားရမ်းထားတဲ့ Airbus အမျိုးအစား A319-115 လေယာဉ် HYANK ကိုဝယ်ယူခဲ့ရတွင်အမေရိကန်ဒေါ်လာတန်60နီးပါးနိုင်ငံတော်ဘတ်ဂျက်မှာအသုံးပြုခဲ့ကြောင်းသိရပါသည်။ Airbus လေယာဉ်ဝယ်ယူပြီးနောက်မင်းအောင်လိုင်းသည်မက်လာတွင်ရုရှားနိုင်ငံနဲ့ဘယ်လာရုစ်နိုင်ငံတို့၎င်း AB လာတွင်ထိုင်းနိုင်ငံဘန်ကောက်မြို့မှာ ြုလုပ်တဲ့အစည်းအဝေးသို့၎င်းမေလအတွင်းရုရှားနိုင်ငံမော်စကိုမှပြုလုပ်ခဲ့တဲ့1941-1945မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ280ပြည့်ချစ်တက်ပွဲသို့၎င်းဇက်တိုက်သွားရောက်ခဲ့ပြီးယခုဇွန်လကုန်ပိုင်းအတွင်းမှာလည်းမိသားစုနဲ့အတူပြည်ပခရီးထက်မှန်ထွက်ရန်စီစဉ်ခြင်းဖြစ်ကြောင်းသိရပါဗျာ။